ျမကိုတွေ့ပြီဆိုရင်လူတွေကလေလူတွေစားမီဒီယာသမားတွေပေါ့နော်မီဒီယာသမားတွေအင်တာဗျူးလုပ်မဲ့သူတွေကပွဲတစ်ပွဲပွဲမှာပွဲတစ်ခုခုကျင်းပလို့ကျမအဲ့ပွဲကိုသွားတက်တယ်ဆိုလို့ရှိရင်ကျမကိုတွေ့ပြီဆိုရင်လည်းသူတို့ကဒီဟိုကနဲ့မိုက်ခရိုဖုန်းနဲ့လာပြီးတော့ဆရာမအချစ်ကိုဆရာမဘလို့မြင်ပါသလဲအဲ့လိုလာမေးတာစဉ်းစားကြည့်ဒီအရွယ်ကြီးကိုသူတို့ကအချစ်အကြောင်းလာမေးတော့ကျမဘလို့ဖြေရမလဲနော်လွန်ခဲ့တဲ့နှစ်30 40တုန်းကမေးတာโอเคအဲ့တုန်းကတော့ကျမဖြေလို့ရတယ် ခုချိန်ကြီးလာမေးတော့ကျမဘာပြေရမလဲမသိတော့ဘူးပေါ့နော်အဲ့တော့ကျမပြန်ပြောလိုက်ခြင်းနဲ့အချစ်အကြောင်းသိခြင်းလားသိခြင်းရင်ဝိတုစာအုပ်တွေအများကြီးရှိတယ်ကျမစာအုပ်မဟုတ်ဘူးထားလိုက်အဲ့ဒီစာအုပ်တွေဖတ်ပါလို့ကျမပြောခြင်းနဲ့ဘယ်စာအုပ်မျိုးလဲအချစ်နဲ့ပတ်သက်တဲ့စာအုပ်တွေဥမာကဗျာဆိုပါစို့နော်ကဗျာဆိုရင်အချစ်ကဗျာလေးတွေဆရာကြီးမင်းတူဝန်ကျမတို့အမြဲတမ်းလေးစားရတဲ့ဆရာကြီးဆရာကြီးမင်းတူဝန် အချစ်ကပြရေးခဲ့ဘူးတယ်လေဟုတ်တယ်မဟုတ်လားသိရနော်ခေါင်းစဉ်ရပါတဲ့လေနှင်းစီပွင့်နှင်းစီပွင့်အဲ့ဒါအချစ်ကပြလေဒါပေမဲ့ဘလောက်သိမ်မွေ့ထားတယ်လေချစ်တယ်ဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူးနော်မောင်နဲ့မေနဲ့ချစ်တယ်ဆိုတဲ့အကြောင်းမပါဘူးဒါပေမဲ့ तू အဲ့ကပြလေးနဲ့သူ့ရဲ့အချစ်ကိုဖွင့်ဟထားခဲ့တာအလွတ်ရလား မရဘူးလားအေးဟုတ်ပြီအဲ့ဆိုကျမရွတ်ပြမယ်နော်လေတော့ကပြန်ပန်းကျင်နေခရေဘူးဆိုလို့မောင်ကူးကပေးမနဲ့တုံးစီကကြော့ဆုံးကို မောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေကြားဘူးလားကြားဘူးဘူးဟုတ်ပြီတချို့ကြားဘူးမှာပေါ့နော်အဖိုးတွေဖွားတွေကဒီကြပြာကိုရွတ်တဲ့သူကြားဘူးမယ် ဒါမှမဟုတ်ရင်အတော်တွေအကိုတွေကဒီကဗျာကိုရွတ်လွတ်ကြားဘူးမယ်ဒါမှမဟုတ်လို့ရှိရင်သူ့မောင်ဆိုတဲ့အစိုးရကြီးတယောက်ရဲ့တချင်းတပုတ်ကိုကြားဘူးတဲ့သူတွေရှိချင်ရှိမယ်သူ့မောင်ကအဲ့ဒါကိုတချင်းလုတ်ပြီးဆိုဘူးတယ်အဲ့တော့မကြားဘူးတဲ့သူတွေနားထောင်မကြားဘူးတဲ့သူတွေလည်းနားထောင်ရမှာပါပဲနော်လေရောကပြန်ပန်းကျင်တဲ့ခရေဘူးဆိုလို့မောင်ကူးကပေးဒါဘလို့လုတ်ပြီးတော့အချစ်ကဗျာဖြစ်တယ်လေအချစ်ဆိုဒီမှာကိုချစ်တဲ့သူတယောက်ကို ကောင်းတာပဲမြင်စေခြင်းနဲ့မကောင်းတာကိုမမြင်စေခြင်းဘူးချစ်သူကချစ်သူဆိုပေမဲ့လေကိုကတစ်ဖက်သက်ချစ်ရတဲ့သူဖြစ်ခြင်းဖြစ်မယ်နှစ်ယောက်သား easily ဖြစ်တာလည်းဖြစ်ခြင်းဖြစ်မယ်နော် easily ဆိုတာသိလားအော်ပြောကြမလို့ဘူးထင်ပါတယ် easily လောက်တော့သိတာပေါ့နော်မသိဘူးဆိုတာမယုံဘူးနော်မယုံဘူးဒီအရွယ်လေးတွေမှာဒီနှလုံးသားလေးတွေကသူ့အလိုလိုနေရင်သူ့အလိုလိုနေရင်နော်သင်ယူကြမလို့ဘူး ဒီချစ်ချင်းမြတ်တာလေးဟာသူ့အရွယ်နဲ့သူပေါ်လာတယ်နော်နည်းနည်းလေးဒီအသက်ငယ်ငယ်လေးဟာနည်းနည်းလေးပဲပေါ်ရမှာအများကြီးပေါ်လို့မရဘူးနော်သူ့အရွယ်နဲ့သူပေါ်ရမှာနော်ဒီအသက်ငယ်ငယ်လေးမှာနည်းနည်းလေးပဲပေါ်မယ်အသက်နည်းနည်းကြီးလာရင်များများကြီးပေါ်မယ်သိတ်များများကြီးပေါ်တော့ဘာလို့ကြလဲအိမ်တောင်ပြူကြတယ်နော်အဲ့တော့အခုဒီအရွယ်လေးမှာဒီလောက်နည်းနည်းလေးကတော့ပေါ်မှာပဲအဲ့တော့ easily ဆိုတာကတော့အားလုံးသိမယ်နော်အဲ့အခုဒီထဲထဲမှာလဲဇက်လိုက်ကောင်းကလေးရယ်ဇက်လိုက်ကောင်းမလေးရယ်နှစ်ယောက်ရှိတယ်နော် ကျမဒီမီဒီယာကလူတွေကိုအဲ့ဒီလိုပြောချင်တာကျမပြောတဲ့အချက်အကြောင်းဘာလို့နားထောင်ချင်တာလဲကျမဒီတကယ်တော့အပြိုကြီးကျမဒီအပြိုကြီးပါပေါ့နော်ကျမကအပြိုကြီးအဲကျမပြောတဲ့အချက်အကြောင်းကိုရှင်တို့သိနေတော့ဘာထူးမှလဲယုံစရာရောရှိရလားအပြိုကြီးအဲ့တော့ဒီစာလေးဖတ်ကြည့်ပါဥပမာအချက်အကြောင်းကိုသိကျင်လို့ရှိရင်မိတ္တဝင်ရဲ့နှင်းစီပွင့်ကြပြားလေးကိုရွတ်ကြည့်လိုက်ပါ နှင်းစီဘွေကြပြသည် အချစ်ယောက်ျားတယောက်ရဲ့အချစ်မိန်းမတယောက်ရဲ့အချစ်မဟုတ်ဘူးဘာလို့လဲဆိုတော့ तू ရေးပြထားတာဆရာကြီးမင်းသူဝန် तू ကနေယောက်ျားလူငယ်လေးတယောက်ကနေမိန်းကလေးတယောက်ပေါ်မှာချစ်တဲ့အချစ်ကိုရေးပြထားတာအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့တော့အဲ့ဒါလေးကိုကျမကပြောကြည့်ချင်တာယောက်ျားလေးတွေတကယ်ချစ်ပြီဆိုရင်ဘလို့ချစ်ပုံမျိုးနဲ့ချစ်တတ်တယ်လဲဘလို့ချစ်ပုံမျိုးကတော့မိန်းကလေးတွေကျေနပ်တယ်လဲเนาะဆရာကြီးမင်းသူဝင်ကချစ်ပြသွားတာ နားထောင်နော်အဲခုစာအုပ်ကလေးတွေနဲ့လိုက်ပြီးရေးတော့မယ်နော်ရေးတော့မယ်ပြန်ရွတ်မယ်နော်ဒီကပြားကိုပြန်ရွတ်မယ်နော်လေရောကပြန်ပန်ကျင်တဲ့ခရေဘူးဆိုလို့မောင်ကူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့သပင်နှင်းစီဝင့်တွေနဲ့ဂုံတင့်တယ်လေသူ့ချစ်သူကမနေ့ရတော့က နှစ်ကိုချင်းတွေ့တဲ့အခါတို့မို့သွားရင်လာရင်ကနေအတူတူတွေ့တဲ့အခါမှာကျမစပယ်လေးစပယ်ခရီးလေးပန်ကျင်လိုက်တာလို့သူကပြောတယ်ဒါပေမဲ့ तू ကခရီးကိုဘယ်လိုပန်ကျင်တာလဲခရီးဘူးတဲ့နော်ခရီးဘွင့်မဟုတ်ဘူးခရီးကိုမြင်မှုကြလားမြင်ဘူးပါတယ်ခရီးကအပင်ပေါ်မှာပွင့်နေရင်ပွင့်ပြီးတော့သူကကြဲကလေးတွေလိုပဲခရီးကိုသူကအင်္ဂလိပ်လိုက star flower လို့ခေါ်တယ်နော် star flower ကြဲလေးတွေလိုပဲ ဲ့ဒါလေးကအပွင့်လေးတွေကားပြီးတော့နေပြီးတော့မှအောက်ကိုကျွေကြလာတယ်အဲ့ဒါလေးတွေကိုကျမတို့ကကောက်ပြီးတော့နှီးကျိုးလေးနဲ့တီးပြီးတော့သို့မဟုတ်အချီကျိုးနဲ့တီးပြီးတော့ကုန်းပြီးတော့မှပန်းတာဖျားတင်နေဆိုရင်လည်းတီးကုန်းပြီးတော့မှဖျားတင်တာအဲ့တော့ချစ်သူကသူ့ကိုပြောတယ်တဲ့ခရီးဘူးလေးပန်းကျင်ပါတယ်တဲ့ဆိုတော့ခရီးဘူးပန်းကျင်တယ်ဆိုတော့ရစေမယ်မင်းကသာပန်းကျင်တယ်ဆိုလို့ရှိရင်ခရီးဘူးမပြောနဲ့မြစ်စုတကနတ်ပန်းတော်ငါတွားခုပေးမယ်ဘယ်နာရှိမှန်းတော့မသိဘူးပေါ့နော်အဲ့ဒီလို ယောက်ျားလေးတယောက်ရဲ့အချစ်စိတ်နဲ့ဟုတ်ပြီသူခူးမယ်ဆိုပြီးညနေမှာသူခူးပါတယ်တဲ့ခရီးပင်ကိုခူးတဲ့အခါကျတော့ခရီးဘူးကိုပန်းကျင်တာဖြစ်တဲ့အတွက်ခရီးဘူးဟာဘယ်တော့မှမကြွေဘူးပွင့်မှကြွေတာအဲ့တော့ကြွေတဲ့အကြွေကိုလည်းသူမကောက်ချင်ဘူးမကောက်ချင်တော့ဘာလုပ်လဲအဲ့ဒီကစ်တုံးကတော့ပစိုးတွေပဲပေါ်တာ ው ground ကြိုက်မှာပေါ့နော်ဒီကစ်ကတော့ယောက်ျားလေးတွေဘောင်းမီလေးတွေနဲ့ဘောင်းမီအတူလေးတွေနဲ့တက်လို့ရပြီခရီးပင်မော်ကိုတက်တယ်ခရီးပွင့်လေးတွေအဖူးလေးတွေကို ညနေကျတော့ခရေကပူးနေတော့မယ်မနေ့ကျမှသူကပွင့်မှာဒါပေမဲ့အဲ့ဒီအချိန်ကလေးကသူကခူးတာခုပြီးတော့ငပြောပဲကလေးနဲ့ထုတ်ပြီးတော့သဲလာမယ်အင်ကိုရောက်လာမယ်အင်ကိုရောက်တဲ့ခါကျတော့မနေ့ကျရင်လူပေးမှာဒါပေမဲ့ညကလေးကဒီခရေပူးလေးကိုရေအိုးစင်အများအပြားတော့ရေအိုးစင်ရေအိုးစင်ရှိတယ်နော်ရေအိုးစင်ဒီခေတ်မှာတော့ရေအိုးစင်ဆိုတာအင်တန်ရှားသွားပြီဒီမှာတော့ရန်ကုန်မှာဆိုပို့တော်ချားသေးတယ်ဒါပေမဲ့ဒီနယ်တွေမှာတော့ရေအိုးစင်လေးတွေရှိတယ်ရေအိုးစင်ရဲ့အောက်မှာ အင်ဒုံလေးထားတတ်ကြတယ်ဘာလို့လဲဆိုတော့ဒီကြောက်ဆက်ရေရေအိုးစင်ကနေပြီးတော့ရေအိုးမြေအိုးသို့မဟုတ်ကြောက်အိုးကနေကြတဲ့ရေတစက်တစက်ချင်းကဒီအင်ဒုံနဲ့ခံထားတာအဲ့လိုနေရာလေးသို့မဟုတ်ရင်အပေါ်ထပ်ရေအိုးမဟုတ်ဘဲနဲ့အောက်ထပ်ရေအိုးရဲ့ရေအိုးပုံးပေါ်မှာတရားလေးကိုဖက်စိမ်းလေးနဲ့ထုတ်ပြီးတော့သိမ်းထားမယ်သို့မဟုတ်ရင်လည်းကြည့်ရပို့ပြီးတော့နူးနူးညံ့ညံ့လေးဖြစ်စေခြင်းလို့ရှင်ဖက်စိမ်းနဲ့မလုပ်ဘဲနဲ့အဝတ်ပေါ့ပိတ်စိမ်းပါလေးနဲ့ ထုတ်ထားမယ်အဲ့ပိတ်စိမ်းပါလေးကိုတော့ရေဆွတ်အောင်ပေါ့ပြီးရင်အဲ့လိုလေးထားရင်မနေ့ကျရင်ဘာဖြစ်လာမလဲဆိုတော့အဲ့ခရီးဝင်လေးတွေကအပူးလေးကနေအားလာမယ်အဲ့ဒီကြတော့မှ तू ကဒီခရီးပန်းလေးတွေကိုယူပြီးတော့အပြေးအလွှားမနေ့မိုးလင်းတာနဲ့တပြိုင်နက်တည်းအပြေးအလွှားသူ့ချစ်သူရှိတဲ့နေရာကိုဒီအထုပ်ကလေးကိုပိုက်ပြီးတော့သွားပြီးတော့ဖြေပြောမယ်ပေးမယ်ဒါပေမဲ့မင်းတို့ကအဲ့လိုသူဒီခရီးတုတ်ကလေးကိုယူသွားပြီးတော့ချစ်သူစီကိုရောက်တဲ့အခါကျတော့ချစ်သူကိုဖြတ်ခနဲတွေ့လိုက်ရတဲ့အခါကျတော့ချစ်သူရဲ့ခေါင်းမှာ နှင်းစီပန်းတွေပန်ထားတယ်တဲ့မနေ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေအဲ့ဒီနေရာမှာနှင်းစီဝင်းကိုပန်ထားတဲ့မိန်းကလေးကိုမြင်လိုက်တဲ့အခါမှာသူ့မှာရှိတဲ့မျောလဲချက်တွေအကုန်လုံးကပြုတ်ကျကုန်တာပေါ့ဟာငါ့ကိုတော့ तू ကခရီးဘူးကူခိုင်းလို့ငါ့မှာတော့ညနေတော့ကြတဲ့ကူတာပြီးငါမနေ့မိုးလင်းကန်ဒီမှာငါ ွင့်ပြီလားအသားလေးလှစ်ကြည့်လိုက်ပြန်အိတ်လိုက်ဩပွင့်တော့မှာ၄နိုင်ကြရင်ပွင့်တော့မှာနောက်တစ်ခါ၅နိုင်ကြရင်ပြန်ဖွင့်ကြည့်လိုက်နည်းနည်းလေးအားလာပြီ၆နိုင်၆နိုင်ဆိုတော့သူလေးလဲနိုးလောက်ပါပြီဆိုပြီးတော့ဂမန်ကရန်တီထုတ်ကလေးပိုက်ပြီးပြေးတာဟိုရောက်တော့ချစ်သူကနှင်းစီပန်းနေပန်ထားတယ်ယင်ထဲမှာဘလောက်ခိုက်သွားလဲသူ့ရဲ့ယင်ထဲမှာရှိတဲ့အချစ်ခိုက်သွားတာနော်အဲ့တော့တကယ်လို့ဒါအဲ့ညမှာဝေလာတာဆိုရင် နော်ဝေလာဆိုရင် तू ကဘယ်လိုသချင်းဆိုမလဲခင်လေးစိမ့်နေဗောဟာခင်လေးစိမ့်နေဗောအဲ့လိုဆိုမှာခင်လေးစိမ့်နေကိုပွားရဲ့လာမင်းလေးတခြားအရက်တို့သူအလင်းပေးအခုတော့လာမညာတွေစက်တိုက်ဖြစ်လို့ မောင်းသွားပြီဟဲ့အော်သူ့မောင်ကိုမသိတော့လဲဝေလာတော့သိတယ်နော်ဟေးအော်ဝေလာတာဆိုရင်အဲ့လိုဆိုမှာနော်ကိုယ့်ရဲ့လာမင်းလေးကတခြားအရက်ကိုသူအလင်းပေးလိုက်လို့သူ့ဘဝကတော့လမိုက်ညတွေဇက်တိုက်ဖြစ်ကုန်ပါပြီတဲ့ဆိုင်းမင်းသူ့ဝင်ရကြဘာပြောလဲ သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေဂုံတင့်တယ်တဲ့မင်းရဲ့စပင်ဟာငါ့ရဲ့ခရင်နဲ့ဆိုရင်မင်းစပင်နဲ့ဂုံတင့်ကြမှာတင့်မယ်အခုတော့ချစ်သူလေးရဲ့မင်းပန်ထားတဲ့နှင်းစီပန်းလေးနဲ့မင်းနဲ့ကြည့်ရတာလိုက်ဖက်လိုက်တာဂုံတင့်လိုက်တာငါကျေနပ်ပါတယ်ဝန်တာပါတယ်မုဒိတာပွားပါတယ်ဆိုတဲ့အဲ့ဒီအချစ်မုဒိတာအချစ်ကလေးအဲ့ဒါမျိုးလေးဟာဘလောက်အဖို့တန်လိုက်လဲယောက်ျားလေးတွေမှတ်ထားနော် အဲ့ဒီလို तू အများကိုကခရီကိုသွားပေးတဲ့ချိန်မှာ तू အများနှင်းစီလေးပန်ထားခဲ့ရင်ဒေါသတကြီးနဲ့ဒါကြီးကိုသူ့ရှိမှလည်းငါစောင့်ချပလိုက်မယ်ဆိုစိတ်မျိုးမထားနဲ့နော်မြတားလေးနဲ့ပေါ့။အော်သူ့စပင်လေးဟာနှင်းစီပန်းလေးတွေနဲ့ဆိုဂုံတင်လိုက်တာ။အေးပါကွာငါရဲ့ခရီးပင်တို့ခရီးပန်းတို့ကလေးကိုငါငါပဲပြန်ယူသွားတော့မယ်။ဟိုအနားမှာတွေ့တဲ့တယောက်ကိုထပ်ပေးလို့ရတာပေါ့နော်။ဟုတ်တယ်မလားနော်။အဲ့တော့အဲ့ဒါဟာအချစ် အဲ့တော့အချစ်အချောင်းကိုဒီလိုပဲကျမတို့ကစာနဲ့ဖတ်ပြီးတော့ကျမတို့နားလည်ရမှာအဲ့လူတွေကကျမကိုအဲ့လိုအချစ်ကိုလာမေးရင်ကျမကတော့အဲ့ဒီလိုပဲဖြေခြင်းနေတယ်